တစ်ချိန်ကျလို့ရှင်အတုံးအလှဲ့ဆိုတော့ပြန်လာပြုသူအသည့်ဖြစ်သူအဟောင်းအတုံးလဲ့ဆိုတာအခုကိုကလှုပ်တယ်လို့ဆိုလို့ရှင်ကိုကလှုပ်နေတာအသည့်ပဲအလုတ်ခံရတဲ့အကောင်ကတစ်ချိန်လုံးကကိုလှုပ်ခဲတာခံရတယ်လို့သူတို့ဆိုတယ်အဲ့နောက်တစ်ချိန်ကျလို့ရှင်ကိုကအလုတ်ခံရတဲ့ဘဝမျိုးကိုရောက်သွားနိုင်တယ် ရဲဆဲဆဲနွားတွေတတ်တယ်စိတ်တွေတတ်တယ်အသက်ခံရတဲ့နွားနဲ့စိတ်ကကျေစုတင်နေမှာမဟုတ်ဘူးပြုံးပြုံးနဲ့ကြောက်ပြီးတော့ဘာမှ မပြောဘဲနေမှာမဟုတ်ဘူးသူတို့ရင်နဲ့နှလုံးထဲမှာမကြေနိုင်တဲ့အခဲမကြေတဲ့စိတ်ဓာတ်တွေဟာမသေးခင်မှာထားရှိသွားမှာပဲဖြစ်တယ်